2025ခုနှစ်နိုဝင်ဘာလ၄ရက်အင်ဂါနေ့မနက်စောစောနဂရဏီဖျားခင်တာတောက်လာတဲ့ကျွန်တော်မြခံစားပြီးတိတာကလာသွားလာခြင်းလည်းမခွင့်ရွတ်ပြစင်ပေးဖျက်ရှင်နမပုံကြီးပါစီတော့ကလာချုံရှိစွာရွေးနော်မစင်နှစ်ဆနေဘဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ဖြစ်စီအသက်ရှင်ခဲ့ရက်ပေါင်းက300ရက်ရှိရှိခဲ့ပြီဖြစ်ပါတယ်ကုန်လုံးကြီးတဲ့300ရက်ကိုဘလို့အသုံးပြုခဲ့လဲပြန်ပြောင်းဆန်းစစ်စဉ်းစားစစ်ကြောကြအောင် ကျန်ရှိသေးတာတော့မနက်ဖြန်နေဆိုပြီးနှစ်ကုန်တိ58ရက်ပဲကျန်ပါတော့တယ်။ကျန်ရှိသေးတဲ့58ကိုလည်းကာလာချောင်းကောင်းဆုံးရွေးလို့ပြီးသွားလာခြင်းလည်းပို့လို့မှာရှေးဥစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်အဓိကခြေပြုမဲ့ကျမ်းစာကတော့ဖိလိပ္ပရစာခန်းကြီး2အပိုက်ငယ်4အပိုက်ငယ်5ဖြစ်ပါတယ်။ကိုမှုရကသာမရှိမှမှပဲသူ့အမှုရကိုအချင်းချင်းရှုမှတ်ကြလော့ယေရှုခရစ်၌ရှိသောထိုစိတ်သဘောကိုတင်တို့၌လဲ ရှိစေကြလော့နောက်ကတော့ဒီအသက်ရှင်ရဆိုတော့ဖြစ်တိုင်းရောက်တိုင်းမှာဘုရားသခင်သည်အသက်တဖန်ပြန်လဲကောင်းချီးပေးပါစေတော့အာမင်တမရရှင်ဘောလူကမိမိမှုရာတဲ့သူ့မှုရာရှင်လာရင်သူ့မှုရာဥစားပေးပါလို့ပြောပါတယ်မိမိအမှုရာအတ္တပေါ့လေကိုယ်အတွက်အများအကျိုးပရာပရာဟိတတော့အတ္တဟိတနာပရာဟိတဒါပါဠိလိုပြောရင်ပေါ့နော် ပရဟိတဆိုတဲ့သူ့အကျိုးပေါ်မှာသူ့တပည့်ရဲ့အကျိုးပေါ်မှာကျွန်တော်ရှေ့ရှုပြီးသွားလာခြင်းလည်းပို့တမရကြတိုက်တွန်းနှိုးဆော်နေဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာလာတဲ့အချိန်ကိုယ့်မှုရာကိုမရှိမှမဖြစ်သူ့မှုရာကိုအချင်းချင်းရှုမှတ်ပါကိုယ့်ကိစ္စကိုအဓိကမထားမနဲ့သူများကိစ္စကိုအဓိကထားပါလို့ပြောဆိုနေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်အချိန်ဒီဘလို့ရှိလဲအတ္တနဲ့ပရဘယ်ဟာပုံများနေလဲ။ သူ့အကျိုးအားများလားကိုယ့်အကျိုးအားများနေလားဒါဒီနေ့နှုတ်ကတော်ဆန်းစစ်ပြီးစစစင်ကျင်ဖို့ပဲဖြစ်ပါတယ်ဒီစိတ်သဘောအားရဲအရှင်ရှိမှရှိတဲ့စိတ်သဘောဖြစ်တယ်လို့ပြောပါတယ်ကြောက်ယေရှုခရစ်ရှိသောစိတ်သဘောလို့လည်းတင်တော်၌ရှိစီကြလို့လို့ဖော်ပြပါတယ်ဘာကြောင့်ယေရှုမှရှိတဲ့စိတ်သဘောလို့ပြောရတာလဲခရစ်ဝင်ကိုကြည့်တဲ့အခါရှောင်းခရစ်ဝင်ခန်းကြီး19အပိုက်ငယ်25အနေအပိုက်ငယ်29ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကားရဲ့ပေါ်မှာပြင်းပြဝင်တာခန်းစားနေအရှင်ရှု ဂါရင်ချင်းမှာမေရော်မာရီနဲ့သူ့ရဲ့ချစ်တော်မူသောတပည့်တော်ယောဟန်ပေါ့လေရှိနေကြတယ်။အဲ့ကျတော့မေရော်မာရီကိုရှင်ရှုကပါပြောလဲ။အချိန်မင်းမှာမင်းရဲ့သားကိုကြည်ပါလို့ပြောပါတယ်။ပူဆဲတော့ကရောက်နေမေရော်မင်းဒီမှာဂါရင်ပြင်းပြဝင်သားဆိုနဲတာမဟုတ်ဘူး။ဒါရိုမေနီရဲ့ရက်ဆက်ဆုံးသောအကြမ်းကျုပ်ဆုံးသောဟာရာဇွက်ကောင်တွေမှာပြုတ်တဲ့နီလန်ဖြစ်တာအောင်။မေရှင်ရှုကသူ့ရဲ့အမှုရာထက် မေရမာရီရဲ့စိတ်မချမ်းမိဖြစ်မှုတွေပေါ်မှာကြည်ပြီးတော့အစီအစဉ်ပြီးတယ်။ချစ်တော်မူသောဘဲတော်လည်းဘာပြောဒါမင်းရဲ့မိခင်ပဲလို့ပြောပါတယ်။အချင်းအစာပြီးတော့တဲ့ချစ်တော်မူသောတပည့်တော်ဟာမေတော်ကိုမိမိအိမ်မှာတင်ထားတယ်ခေါ်ပြီးတော့ပြုစုတယ်လို့ဖော်ပြပါတယ်။ယော်ဒီမှုရချီချမ်းဖြင့်တကယ်ဝိနာခံစားနေအရှင်ရှုဟာသူ့ရဲ့ဝိနာထက်ကားရင်ချင်းမှာသူ့ရဲ့သားကြီးပေါ့လေ။ပြီးတော့ပုစုပဆက်ရိုက်သက်ခံတဲ့ ဝေဒနာကိုရှည်တန်းတင်ပြီးရဆိုတာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ရှင်ပေါလုကခရစ်တော်၌ရှိတဲ့စိတ်သဘောကိုတင်တွန်းနိုင်လေရှိစေကြလို့ပြောတာဖြစ်ပါတယ်။အရှိရှိကသူ့ရဲ့ဝေဒနာထက်မေရမာရီခံစားတဲ့ဝေဒနာကိုငြိမ့်စေဖို့မေရမာရီကအလာမဲအနာဂတ်ကြီးအတွက်အကောင်းဆုံးပြင်ဆင်နေစီမံပြီးတယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ချစ်တော်မူတော်ပြီးတော့ယောဟန်လည်းအရှင်စကားကိုနာခံပြီးတော့မေရော်ကိုမိမိမိခင်ကဲ့သို့နော်မိခင်အရင်နဲ့အရင်နဲ့မခြား သူပြုစုတယ်ဆိုတော့ဒါကျမ်းစာဖော်ပြတဲ့အရာသိရပါတယ်ပြောဒီနေ့တမန်တော်ကြီးရှင်ဘောလုတုံတဲ့အတိုင်းကို့အမှုရတဲ့သူ့အမှုရမှာဘုရားဦးစားပေးနေတယ်ကျမ်းစာတော့ကို့အမှုရအောင်မရှိမှာပဲသူ့အမှုရအောင်အချင်းချင်းရှုမှတ်ပါလို့ပြောပါတယ်အဲ့ဒါအရှင်ရှုမှာရှိတဲ့စိတ်တဘောလို့ဖော်ပြတာကိုတွေ့ရမှာဖြစ်ပါတယ်ကြောင်ရဲနှုတ်ကတော့ ਨੇ ဝိဃကြပြင်အရောက်တိုင်းမှာဖျားကင်သည်အတ္တတပံပြန်လဲကောင်းကြီးပြပါစီတော့သုဒ္ဓနိုင်ကြပါစို့မြတ်တော်ရှင်ဖပါပြကိုမှုရာထက် သူ့မှုရာကိုချင်းချင်းရှုမှတ်ဖို့ဖြစ်ပါတယ်။ကို့မှုရာကိုရှေ့တန်းမတင်ရပါဘူး။သူ့မှုရာကိုရှေ့တန်းတင်ရမှာဖြစ်ပါတယ်။အဲ့ဒီသဘောကအရှင်ရှုမှရှိတဲ့အရာ ဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်ရှိတဲ့စိတ်သဘောကိုသင်တို့နဲ့လည်းရှိစေကြလော်လို့တိုက်တွန်းနှုတ်ဆော်ပါတယ်။ဒါကြောင့်ဒီနေ့နှစ်ခေါက်တရားစားကြားနေသားမိတောက်ချင်းစစ်တပ်သားမှာမိမိရဲ့ကျိုးအတ္တထဲအများရဲ့ကျိုးပရဟိတကိုဥထိတ်ထားပြီးတော့အများကျိုးအတွက်လှုပ်ဆောင်တတ်ဖို့ သူတပါကျူရှည်တန်းတည်မီလုံဆောင်တပ်ဖို့အတွက်ဒီနှစ်ကွက်တရားစကားပေါ်မှာအလင်းပေးခြင်းပြည့်ပြင်းခြင်းပုံသင်ကြီးများပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းထမြောက်ပြီးအသက်ရှင်တော်မူသောယေရှုခရစ်နာမတော်မြေကိုပြပြပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနှံ့ကြပါရဖဖရားသခင်အာမင်ဒီလိုအတ္တကိုရှည်တန်းတည်တဲ့ခေတ်ကာလကြီးမှာဒီသွန်လေးကအရေးပါတဲ့သွန်ချက်လို့ကျွန်တော်သတ်မှတ်ချင်ပါတယ်ဒီနေ့ငါအတွက်ငါမိသားစုအတွက် ်ငါဆွေမျိုးသားချင်းအတွက်ငါလူမျိုးအတွက်ငါတိုင်းပြည်အတွက်အဲ့ဒါပြောနေကျွန်တော်နိုင်ငံပြောတာမဟုတ်ဘူးမဟုတ်ဘူးနော်ငါတကောကောနေခေကာလာကြီးကိုပြောနေတာဟာဒါအခုကျတော့သူ့အတွက်သူ့မိသားစုသူ့သူ့ရဲ့အတိုင်းဝန်အကျိုးစီးပွားဒါကိုကျွန်တော်ခြေတန်းတင်ဖို့အတွက်ကျန်းစာနှိုးဆော်နေဖြစ်ပါတယ် public မှာ share လုပ်ပြပါဦးလို့ကျွန်တော်မြေတန်းတောင်းဆိုတိုင်းတောင်းဆိုလိုပါတယ်ကျွန်တော်ဝင်ကားချက်တွေကိုနေ့စဉ်နဲ့မျှဟုတ်လားမနေ့6နိုင်မှာ bilingual devotion ကျွန်တော်ရဲ့ quiet time ကိုစာသားနဲ့ဖတ်မယ်အင်္ဂလိပ်လိုမြန်မာလိုပေါ့လေပြီးမနေ့ခုနကအခုလို my blessed morning ကြားရမှာဖြစ်ပါတယ်ဒါကနေ့စဉ်ကြားရတာပါလတ်လာမှာတော့ဟလာဒီနော်ဘာလာမှာတော့တခင်ပြားနေရ9ရက်ရှိတယ်တခင်ပြားနေ9ရက်တာကာလပေါ့နော်နေ့96စဖြစ်ပေါ့နော်အဲ့ဒီမှာမနက်7:00နာရီနဲ့စက်တိုင်40အတွင်းမိနစ်40ဟောဆန်ဒေးတရားဟောချက်ရှိတယ်။နောက်ဟိုတနေ့ ဟိုလိုတည်နေရပါဘောเนาะတော့မိဘများတမားရရစီစဉ်ပြုခဲ့ပြီးပြီလာတိုင်း17 27တော့အစီအစဉ်မှာလိုက်ပါကြည့်ရှုပြီးတော့ကောင်းကြီးမင်္ဂလာရယူကြပါလို့အမြန်ပြောဆိုတဲ့အတိုင်းကျွန်တော်တောင်းဆိုလိုပါတယ်ကျောက်တော်ဘုရားခင်သည်ကြည်မာတဲ့ကောင်းကြီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော့မူပါစေတော့အာမင်